မင်္ဂလာပါရှင်ဟင်းသီးဟင်းရွက်ကိုခုံမင်းစွာစားသုံးရတဲ့စားသုံးသူများအတွက်ကျန်းမာရေးနဲ့အထူးတင်တော်ပြီးတော့ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုကောင်းမွန်စေနိုင်တဲ့ရုံးပရိသီးကိုစားသုံးခြင်းအပြင်ရရှိလာမယ်အကျိုးရလဒ်တွေအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်ချက်ပြုတ်စားတော့ရမှာအင်မတန်ကိုအရသာရှိလာတဲ့ရုံးပရိသီးကဆိုရင်ခန္ဓာကိုယ်အတွက် အကျိုးများတဲ့အမြင်ဓာတ်တွေကိုလည်းပဲသူကပေးစွမ်းနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေလည်းပါဝင်တယ်။မရှိမဖြစ်လိုအပ်တဲ့ဗိုက်တာမင်တွေလည်းကျွယ်ဝနေတယ်။အမြင့်ဓာတ်ရှိတဲ့အာဟာရတွေလည်းအင်မတန်ကိုများပြားလာတာဖြစ်တဲ့အတွက်ရုံးပရိဒီကိုနှစ်ချိုက်စွာစားသုံးမယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ခန္ဓာကိုယ်မှာ အစာခြေဖြတ်မှုစနစ်ကို အထောက်အကူပြုပါတယ်။အမြင့်ဓာတ်တွေကျွယ်ဝစွာပါဝင်နေတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်မှာနှလုံးနဲ့ကျန်းမာရေးကိုလည်းပဲ ထိမ့်သိမ့်ပေးနိုင်တဲ့အတိအနှံတစ်မျိုးဖြစ်ပါတယ်။မင်္ဂလာပါရှင်။ဟင်းသီးဟရွက်ကိုခုံမင်းစွာစားသုံးရတယ်။စားသုံးသူများအတွက်ကျန်းမာရေးနဲ့အထူးတင်တော်ပြီးတော့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တဲ့ယုံပရိသီကို စားသုံးခြင်းအပြင်ရရှိလာမယ်အကျိုးရလဒ်တွေအကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။နေ့စဉ်ချက်ပြုတ်စားတော့ရမှာအင်မတန်ကိုအရသာရှိလာတဲ့ယုံပရိသီကဆိုရင်ခန္ဓာကိုယ်အတွက် အကျိုးများတဲ့အမြင်ဓာတ်တွေကိုလည်းပဲ သူက ပေးစွမ်းနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနေရာမှာလေလာလိုက်တဲ့အခါမှာအစာအိမ်နဲ့ဦးလန်းချောင်းကလည်းပဲမိမိတို့စားသုံးတဲ့အစာအာဟာရတွေမှာအမြင်ဓာတ်ပါမယ်ဆိုရင်အစာအိမ်နဲ့ဦးလန်းချောင်းကို ကောင်းမွန်စေနိုင်တယ်။အထူးသဖြင့်တော့ဝမ်းချုပ်ခြင်းကိုတက်တာစေနိုင်တဲ့အသည့်အနှံတစ်မျိုးအဖြစ်လူတည်များလာပါတယ်။ အသက်အရွယ်ရလာတဲ့အခါမှာတွေးအတွင်းတကြားတဲ့အများလာခြင်းကိုထိမ့်ချုပ်ပေးနိုင်မှုအတွက် insulin ဆိုတဲ့ဓာတ်တမျိုးကရောကြလာပါတယ်။အဲ့ဒီလိုရောကြလာတဲ့အခါမှာတွေးတွင်းတကြားတဲ့ပမာဏကိုထိမ့်ပေးနိုင်တဲ့ drug ပေါင်းတမျိုးကရုံပရိသီမှာ ပါဝင်တာဖြစ်တဲ့အတွက်စီဂျိုယောဂရှိတဲ့လူတွေတွေးပေါင်ချိန်မတည်ငြိမ်တဲ့လူတွေအတွက်လည်းရုံပရိသီကအင်မတန်ကို အကျိုးရလဒ်များသောအသီးအနှံတစ်ခုအဖြစ် လေလာတွေ့ရှိရပါတယ်ရှင်သူကိုဆက်လက်ပြီးတော့လေလာကြည့်တဲ့အခါမှာတော့အတိအနှံအနေနဲ့ချက်ပြုတ်စားတောက်ရောက်มาလဲပဲအိမတန်ကိုအရသာရှိလာတဲ့အတိအနှံအဖြစ်လူတီများလာပါတယ်ခန္ဓာကိုယ်မှာရှိတဲ့အစိတ်တောက်တွေကိုလည်းဖယ်ထုတ်ပေးနိုင်တယ်ကိုယ်လေးချိန်ထိန်းကျင်တဲ့လူတီအတွက်လည်းပဲရုံပရိသီကအထူးတင့်တော်တဲ့အတိအနှံတစ်မျိုးဖြစ်ပြီးတော့အသားအရည်ကိုလည်းပဲလှပစေပါတယ် ခန္ဓာကိုယ်မှာရှိတဲ့အစိတ်အတောက်တွေကိုဖယ်ထုတ်ပေးတဲ့အခါမှာတော့အဓိကအားဖြင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစိတ်အတောက်တွေကို မြင့်တင်ဖယ်ထုတ်နိုင်မှုအတွက်ကြောက်ကဲ့ရဲ့လုပ်ငန်းစဉ်ကိုလည်းပဲမြင့်တင်ပေးနိုင်တဲ့အသေးရဲ့လှုပ်ဆောင်ချက်ကိုလည်းပဲမြင့်တင်ပေးနိုင်တဲ့အသီးအနှံတစ်မျိုးကလည်းပဲရုံပရိသီးပဲဖြစ်ပါလေရှင်။ ိုလေးချိန်ကိုထိန်းကြီးခြင်းတဲ့လူတွေတို့ကတော့ရုံပရိသီကကယ်လိုရီအင်မတန်နည်းပါတယ်အမြင့်တက်ကလည်းပါဝင်နေတာဖြစ်တဲ့အတွက်ရုံပရိသီကဆိုရင်ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုသူကထိန်းထားပေးနိုင်တဲ့အတွက်အဝလွန်ခြင်းပြဿနာကိုလည်းပဲရုံပရိသီစားသုံးခြင်းအပြင်ဖယ်ထုတ်ပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်ယုံပရိသီစားသုံးမှုကအိုမေးရင်ရောခြင်းကို တားဆီးပေးနိုင်ပါတယ် ယနေ့ခေတ်မှာဆိုလို့ရှိရင်ဗိုက်တာမင်နဲ့ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေကော်လာဂျင်ပေါင်းစပ်မှုကိုမြင့်တင်ပေးတယ်။အိုမင်းရည်ရုံမှုကိုလည်းပဲတားဆီးပေးနိုင်တဲ့အသည့်အနှံတစ်မျိုးအဖြစ်လူတည်များလာတဲ့ရုံပရိသီဖြစ်ပါတယ်။ဒါကြောင့်မို့လို့ချက်ပြုတ်စားတောက်ရမှာရုံပရိသီကို စားသုံးမယ်ဆိုလို့ရှိရင်အိုမင်းရည်ရုံမှုကိုတားဆီးပေးနိုင်တဲ့အတွက်အသားအရေကောင်းမွန်ခြင်းကိုကြည်လင်ခြင်းကိုလည်းပဲရရှိသွားမှာဖြစ်ပါတယ်။ ယုံပရိသီစာသုံးခြင်းရဲ့အကျိုးရလဒ်တွေကိုဆက်လက်လေ့လာတဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုအထောက်ပံ့ပေးတယ်။နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေနိုင်တယ်။အစာချေဖို့အတွက်အစာချေစနစ်ကိုလည်းကောင်းမွန်ပေးနိုင်တယ်လို့ခန္ဓာကိုယ်ရဲ့ခုခံအားကိုလည်းတိုးစေပါတယ်။ ရုပ်ပရိသီမှာပါဝင်တဲ့ပေါများလာစွာသော အမြင်ဓာတ်တွေအဲ့ဒီအမြင်ဓာတ်တွေ ਨੇ ဓာတ်တိုးဆန့်ကျင်မှုတွေဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေကျွဲဝနေတာဖြစ်တဲ့အတွက်ရုပ်ပရိသီဟာဆိုရင်ကိုလက်စထရောလို့ခေါ်တဲ့ခန္ဓာကိုယ်ကိုမလွတ်အပ်တဲ့ခန္ဓာကိုယ်အတွက် အကျိုးရလဒ်မရှိစေသောပစ္စည်းများကိုလည်းပဲရော့ကျစေတယ်ခန္ဓာကိုယ်ရောင်ရမ်းမှုကိုလည်းတတ်တာစေပြီးတော့သွေးစည်းစင်းမှုကိုအားကောင်းစေတဲ့အတွက်တွေးလက်ပတ်မှုစနစ်ကြီးတစ်ခုလုံးကိုထိန်းချုပ်ပေးတယ်နှလုံးရဲ့ကျန်းမာရေးကိုလည်း ကာကွယ်ပေးနိုင်ပြီးတော့နှလုံးနဲ့သွေးကြောဆိုင်ရာကျန်းမာရေးစနစ်ကိုကောင်းမွန်စေနိုင်တဲ့အသီးအနှံတစ်မျိုးကလည်းပဲယုံပရိသီဆိုပြီးတော့တိမှတ်ရတာဖြစ်ပါတယ်။ယုံပရိသီစားသုံးခြင်းရဲ့အကျိုးရလဒ်တွေကိုဆက်လက်လေ့လာတဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုအထောက်ပံ့ပေးတဲ့နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေနိုင်တဲ့အစာချေဖို့အတွက်အစာချေစနစ်ကိုလည်းကောင်းမွန်ပေးနိုင်တယ်လို့ခန္ဓာကိုယ်ရဲ့ခုခံအားကိုလည်းတိုးစေပါတယ်။ အစာချေစနစ်ကိုကောင်းမွန်နိုင်စေဖို့အတွက်အမြင့်တက်ပါတဲ့အာဟာရတွေကိုစားသုံးတဲ့အခါမှာတော့ဤစဉ်အစာအာဟာရတွေထဲမှာအမြင့်တက်ပုံမူပြီးတော့စားသုံးထားမယ်ဆိုရင်ခန္ဓာကိုယ်မှာဝမ်းချုပ်ခြင်းဖြစ်စဉ်ကို ကာကွယ်ပေးထားတာဖြစ်တဲ့အတွက်ဥလန်းချောင်းကအာဟာရဆုပ်ယူမှုကိုအားကောင်းစေနိုင်တယ်လို့အစာချေစနစ်ကိုလည်းပဲကောင်းမွန်စေတဲ့ကျန်းမာနေတဲ့ဥအဖြစ်ကိုထိမ့်သိမ့်ပေးထားမှာဖြစ်ပါတယ် ခန္ဓာကိုယ်မှာနေ့စဉ်အစာအာဟာရစားသုံးပြီးပြီဆိုရင် မဖြစ်မနေခြေဖြတ်ပြီးရပါတယ်။အဲ့ဒီလိုခြေဖြတ်တဲ့အခါမှာတော့အစာအာဟာရတိုင်းဒီအစာခြေတိုင်းတချို့ကမကြေပါဘူး။မကြေညက်သောအစာများကဆိုရင်တော့ဟင်းဒီဟင်းရွက်တွေမှာပါဝင်တဲ့အမြင်ဓာတ်တွေဖြစ်ပါတယ်။အဲ့ဒီအမြင်ဓာတ်တွေကခန္ဓာကိုယ်ရဲ့ဦးလန်းကြောင်းမှာမလိုအပ်တဲ့ပိုးမွှားတွေခန္ဓာကိုယ်အတွက်အကျိုးမရှိစေတဲ့အဆီတွေကို အမြင့်တက်တဲ့အတူရောထွေးပြီးတော့မစင်အနေနဲ့စွန့်ထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဟင်းသီးဟင်းရွက်ကိုနေ့စဉ်စားသုံးရမှာဖြစ်ပါတယ်။အဲ့ဒီလိုစားသုံးရမှာလည်းပဲ အမြင့်တက်ကျွယ်ဝတဲ့အာဟာရတွေကိုပုံမူပြီးတော့စားသုံးပေးရမှာပဲဖြစ်ပါတယ်။ယုံပရိသီစားသုံးခြင်းရဲ့အကျိုးရလဒ်တွေကိုဆက်လက်လေ့လာတဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုအထောက်ပံ့ပေးတဲ့နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေနိုင်တဲ့ အစာချေဖို့အတွက်အစာချေစနစ်ကိုလည်းကောင်းမွန်ပေးနိုင်တယ်လို့ခန္ဓာကိုယ်ရဲ့ခုခံအားကိုလည်းတိုးစေပါတယ်လူသားတွေရဲ့ကျန်းမာရေးစနစ်တစ်ခုမှာတော့အိအိမိခြင်းကိုကာကွယ်ဖို့အတွက်ဗိုက်တာမင် C လိုအပ်ပါတယ်အန်တီအောက်ဆီဒန့်လို့ခေါ်တဲ့ဓာတ်တစ်မျိုးကလည်းပဲခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကိုကောင်းမွန်စေပါတယ် ခန္ဓာကိုယ်ကိုဝင်ရောက်လာတဲ့မလူလာအပ်တဲ့ယောဂပိုးမွှားတွေကိုလည်းပဲဓာတ်တိုးဆန့်ကျင်တဲ့စနစ်နဲ့သူကတားဆီးပေးနိုင်တဲ့အတွက်ယုံပရိသီစားသုံးခြင်းဟာဆိုရင်အင်မတန်ကိုအကျိုးရလဒ်တွေရရှိစေနိုင်တယ်ဆိုတာကိုတင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်ရှင်။ Little Science Channel ကနေပြီးတော့စိတ်ဝင်စားစရာဘဟုတုတရစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe လုပ်ထားပေးဖို့မမေ့ကြပါနဲ့ရှင်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာလေးများနဲ့လည်းပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်ယုံပရိသီစာသုံးခြင်းရဲ့အကျိုးရလဒ်တွေကိုဆက်လက်လေ့လာတဲ့အခါမှာတော့ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုစနစ်ကိုအထောက်ပံ့ပေးတဲ့နှလုံးကျန်းမာရေးကိုလည်းကောင်းမွန်စေနိုင်တဲ့ အစာချေဖို့အတွက်အစာချေစနစ်ကိုလည်းကောင်းမွန်ပေးနိုင်တယ်လို့ခန္ဓာကိုယ်ရဲ့ခုခံအားကိုလည်းတိုးစေပါတယ်